မြောက်ကိုရီးယားကပြီးခဲ့တဲ့လအတွင်းပြုလုပ်ခဲ့တဲ့သင်္ဘောရေချတဲ့အခမ်းအနားမှာမတော်တဆဖြစ်ပွားပြီးထိခိုက်ခဲ့တဲ့ဖြတ်သင်္ဘောကိုပြန်လည်ပြုပြင်ခဲ့ပြီးတဲ့နောက်ဒုတိယအကြိမ်မြောက်ဂျိုဝမ်မိုမှာအောင်မြင်စွာရေချနိုင်ခဲ့ပြီးမြောက်ကိုရီးယားကောင်းဆောင်ကင်ဂျုံအွန်လည်းတက်ရောက်ကြည့်ရှုခဲ့တယ်လို့နိုင်ငံပိုင် KCNA သတင်းအေဂျင်စီကဇွန်23ရက်ကဖော်ပြခဲ့ပါတယ်။ကန်ကုန်းလို့အမည်ပေးထားတဲ့ဒီဖြတ်သင်္ဘောရေချတဲ့အခမ်းအနားကိုဇွန်22ရက်ကရာဂျင်သင်္ဘောချင်းမှာပြုလုပ်ခဲ့တာဖြစ်တယ်လို့ KCNA ကထုတ်ပြန်ခဲ့ပါတယ်။ ဒီနာမည်ဟာ1950ခုနှစ်ကနေ1953ခုနှစ်အထိဖြစ်ပွားခဲ့တဲ့ကိုရီးယားစစ်ပွဲအတွင်းသေဆုံးခဲ့တဲ့မြောက်ကိုရီးယားထိပ်သီးစစ်ဗိုလ်ချုပ်ကြီးတဦးရဲ့အမည်ကိုအစွဲပြုပြီးအမည်ပေးခဲ့တာဖြစ်ပါတယ်။မတော်တဆမှုဖြစ်ပြီးတရင်နှစ်ပတ်ကျော်ကြာတဲ့အချိန်မှာသင်းမောကိုအလုံးစုံပြန်လည်ပြုပြင်ပြီးဘီကင်းလုံခြုံစွာနဲ့စီစဉ်ထားတဲ့အတိုင်းအောင်မြင်စွာရေချနိုင်ခဲ့ပါပြီလို့ကင်ကပြောကြားခဲ့ကြောင်း KCN ကထုတ်ပြန်ခဲ့ပါတယ်။ ဓာပြင်လာမယ့်နှစ်အတွင်းဖြတ်သိမ်းမော့အသက်၂ဆင်းကိုတည်ဆောက်မယ့်အစီအစဉ်ကိုလည်းကင်ကအတည်ပြုခဲ့ကြောင်းထုတ်ပြန်ကြမှာဖော်ပြခဲ့ပါတယ်။ဒီဆုံးဖြတ်ချက်ဟာမိမိတို့ရေတက်ရဲ့ကာကွယ်ရေးလှုံ့ဆော်မှုတွေနဲ့အဆင့်အတန်းကိုတိတိတသာပြောင်းလဲစေတဲ့ရှေ့ပြေးနမိတ်ဖြစ်ကြောင်းကင်ကပြောပါတယ်။ KCN ကထုတ်ပြန်တဲ့ဓာတ်ပုံတွေမှာကင်နဲ့အတူသမီးဖြစ်သူကင်ကျူရဲ့လည်းလိုက်ပါလာပုံကိုမြင်တွေ့ရပါတယ်။ကျွန်တော်တို့အနေနဲ့ရေတက်အင်အားကိုပုံပုံလင်းမြန်စွာမြင့်တင်ရပါလိမ့်မယ်။ အဲ့ဒါမှရန်သူတွေကကျွန်တော်တို့နိုင်ငံသားကရေပြင်တွေမှာရန်လူတွေလုပ်ရက်တွေကိုလုံးဖို့မတွေးရကြမှာဖြစ်ပါတယ်လို့ကင်ကပြောပါတယ်။မေ21ရက်ကတန်ငါးတော်အလေးချိန်ရှိတဲ့ဖြတ်သိမ်းမောရေးချတဲ့အခမ်းအနားမှာသိမ်းမောဟာဟန်ချက်မညီပဲရှော့ကျသွားခဲ့ပြီးသိမ်းမောဝမ်ပိုက်ပိုင်းအကွဲသွားခဲ့ကြောင်းမြောက်ကိုရီးယားကထုတ်ပြန်ခဲ့ပါတယ်။